ခက်ခက်မာရဲ့အဖေပေါ့အဖေဆိုပေမဲ့လည်းကျွန်တော်ကနောက်အိမ်တောင်နေပြီးတော့သမီးလေးကိုပြန်ပြီးတော့အုပ်ချုပ်တဲ့ခါမှလည်းဟိုသမီးလေးကလည်းကိုယ်စကားနားမထောင်ခက်ခက်မာလည်းတော်တော်ဆိုးတာခက်ခက်ကိုလန်းတာဖေအင်းနဲ့လည်းရန်တွေ့တွေ့တာခက်ခက်ကိုလန်းအဖေမိန်းမနဲ့လည်းမတည့်အဲ့လိုမျိုးပေါ့အဲတော်ပါတယ်သူကကျွန်တော်ထက်စီနီယာပိုကြပေါ်ကြရဆိုတော့ဇလန်တွဲမှာသူကဇလန်တွဲရဲ့ခစ်ဦးပထမဦးဆုံးဇလန်တွဲမြန်မာပြည်ရဲ့ပထမဦးဆုံးဇလန်တွဲမင်းသမီးလည်းဖြစ်တယ်အိုက်တင်ကလည်း တိတ်ကောင်းတယ်လေပြီးတော့ तू อ่ะအဲ့တရုတ်ဆောင်တဲ့အခါမှာ तू တရုတ်ဆောင်တာလေးတော့ကျွန်တော်သဘောကျတယ်ဆိုတော့ तू ပပလေးတရုတ်ဆောင်သွားတယ်ဟိုလိုအရင်ဟိုပါလဲတိတ်ပြီးတော့ဟိုမဖြစ်သွားအောင်အဲလိုတာလည်းမရှိအောင်တော့ तू तू ရုပ်ရည်လေးနဲ့ပေါ့နော်အဲ့လိုထထမြက်မြက်လေး तू တရုတ်ဆောင်သွားတယ်ဟိုတကယ်ဟို तू စွာတာလေးရာ तू များလေးပြောလို့မုန်းစရာမကောင်းပဲ तू စွာတာလေးရာချစ်စရာကောင်းတယ်တရုတ်ဆောင်တာလေးရာလေအဲ့လိုလေးပေါ့အဲ့လိုပေါ့သမီးလင်နောက်လိုက်ွာလို့ ဟိုဆုံလဲဆုံမလာသမီးကပြန်ရန်တွေးတာခံလိုက်ရအဲ့လေအဲ့စင်းလေးတွေနောက်အဲ့မင်္ဂလာဆောင်မှာလာတဲ့စင်းလေးတကယ်ဝမ်းနေစရာကောင်းတယ်သူ့ဘဝသူ့မင်္ဂလာဆောင်မှာသူတယောက်တည်းဒီရောက်ခမနဲ့ဒီတောင်းနဲ့ဒီဘက်အမျိုးတွေကလည်းမတော်ကြအောင်အဲ့လိုမျိုးလေးပေါ့တရုတ်ဆောင်တာဗျာအဲခက်ခက်မာရဲ့အဖေပေါ့အဖေဆိုပေမဲ့လည်းကျွန်တော်ကနောက်အိမ်တောင်းနေပြီးတော့သမီးလေးကိုပြန်ပြီးတော့အုပ်ချုပ်တဲ့ခါမှာလည်း ဟိုသမီးတွေကလည်းကိုယ်စကားနားမထောင်ခက်ခက်မှလည်းတော်တော်ဆိုးတာကက်ကက်ကိုလန်းတာဖေးနဲ့လည်းရန်တွေ့တွေ့ရကက်ကက်ကိုလန်းအဖေမိန်းမနဲ့လည်းမတည့်အဲ့လိုမျိုးပေါ့အဲဆိုတော့ဟိုဇက်ကလည်းသူကမင်းကလေးဇက်ကိုခက်ခက်မှရဲ့ဇက်ဆိုတော့အကောင်းဆုံးတော့ကျွန်တော်ဂျိုးစားပြီးတော့ပို့ပေးတယ်စင်းကဟိုတိတ်နေလည်းမဟုတ်သူတိတ်အများကြီးလည်းမဟုတ်ဒါပေမဲ့ဒီထဲမှာပေါ့ကျွန်တော်ပါဝင်တဲ့စင်းတွေကတ်တွေမှာတော့ကျွန်တော်အကောင်းဆုံးဂျိုးစားပြီးတော့အဲခက်ခက်မှကို support လုပ်ပေးထားပါတယ် တမီးရပြန်နိုင်နေတာပေါ့တမီးရပြန်နိုင်မယ်ကိုကိုတိုင်ကလည်းအဲနောက်အိမ်အောင်နဲ့ဖြစ်တဲ့ခါကျတော့ပြီးတော့ဒီကိုမိန်းမနဲ့တမီးနဲ့ကလည်းမတည့်အဲအဲ့လိုမျိုးလေးပေါ့ဂျာမှတရုတ်ဆောင်းလာအဲ့တော့ဟိုမိမနဲ့တမီးနဲ့နှစ်ယောက်ချာမှာတမီးကအရန်ထက်မြက်ပြီးတော့ဟိုကက်ကက်လန်နေရတယ်အဲလိုမျိုးဆိုတော့ဟိုဒါအဒီကာရက်တာကိုဒါပထမအဦးဆုံးဒီလိုမျိုးပေချက်နံချက်ကာရက်တာလေးကိုပထမအဦးဆုံးရိုက်ရတာအဲ ဒါပေမဲ့လည်းတိတ်ပြီးတော့ဟိုလိုပင်ပင်မမှန်တော့မရှိဘူးပေါ့နော်ဒါပေမဲ့ဆရာကလည်းဟိုဆရာဦးသိန်းဟန်လည်းသူလိုချင်တဲ့ပုံစံလေးကိုအဲရအောင်သူကျွန်တော်ပါဝင်တဲ့စီးနေတွေကိုကွက်တီးအောင် ပြီးတော့အဲအသိန်းနဲ့တရုပ်ဆောင်တဲ့အခန်းလေးတွေပေါ့အဲအဲ့လိုလေးပေါ့ဆရာအများကြီးသင်ပြီးတော့အဲတော်ပါတယ်သူကကျွန်တော်ထက်စီနီယာပိုကြပိုကြရဆိုတော့ဇလန်တွဲမှာသူကဇလန်တွဲရဲ့ခစ်ဦးပထမဦးဆုံးဇလန်တွဲမြန်မာပြည်ရဲ့ပထမဦးဆုံးဇလန်တွဲမင်းသမီးလည်းဖြစ်တယ်အိုက်တင်ကလည်း ိတ်ကောင်းတယ်လေပြီးတော့ तू ကအဲ့တရုတ်ဆောင်တဲ့အခါမှာ तू တရုတ်ဆောင်တာလေးတော့ကျွန်တော်သဘောကျတယ်ဆိုတော့ तू ပပလေးတရုတ်ဆောင်သွားတယ်ဟိုလိုအရင်ဟိုပါလဲတိတ်ပြီးတော့ဟိုမဖြစ်သွားအောင်အဲလိုတာလည်းမရှိအောင်တော့ तू तू ရုပ်ရည်လေးနဲ့ပေါ့နော်အဲ့လိုထထမြက်မြက်လေး तू တရုတ်ဆောင်သွားတယ်ဟိုတကယ်ဟိုသူစွာတာလေးကသူများတွေပြောလို့မုန်းစရာမကောင်းပဲသူစွာတာလေးရဲ့ချစ်စရာကောင်းတယ်တရုတ်ဆောင်တာလေးကြီးလေအဲ့လိုလေးပေါ့ အဖေနဲ့ဆိုတော့အေးမော်လန့်တာပေါ့အဖေဆိုတော့ရန်နေတွေ့တာကက်ကက်ကိုလန့်အဖေကဘာဖြစ်တယ်ညာဖြစ်တယ်အားဆိုတော့ဆိုတော့အဲ့လိုမျိုးပေါ့ဟောအေးမော်အဖေဒါမှမဟုတ်ကျွန်တော်ကတော့ဟိုတမီးကိုအမြဲတမ်းအနစ်နာလေးခံပေးတယ်တမီးအတွက်ကိုပဲတခါလေးအောက်လေးကြိုးပြီးတော့စကားလေးပဲတမီးနာဝင်အောင်လည်းပြောရတယ်အဲ့လိုမျိုးလေးပေါ့ဂျားကြတယ်ပေါ့တရုတ်ဆောင်ဟော သမီးကိုလည်းကြောက်ရတယ်ပေါ့ဆုံးတော့ဆုံးမာတယ်သမီးကိုလည်းကြောက်ရတယ်သမီးကလည်းမထင်မလင်းလို့ရန်ထထတွေ့ရအောင်ဆိုကိုမိန်းမလေးကလည်းမတည့်ဆိုတော့အဲ့လိုမျိုးကိုကလည်းခုရဲ့ကြားထဲမှာအဲ့လိုလေးတယောက်ဆောင်လာပြီးတော့သမီးရဲ့ရောက်ကမတွေနဲ့ကလည်းကိုကငွေမရှိတဲ့သူကကြတော့ခဲနည်းနည်းလေးကြို့ရတာပေါ့နော်အဲ့လိုလေးပေါ့တအားတအားဆိုးတာတအားဆိုးတာနောက်ပိုင်းနေ့တအားဆိုးမှာပါဆိုတော့လေရောက်ကမတွေကလည်းမတည့်ပြီးကျွန်တော်ကသူ့ရောက်ကမကိုလည်းကျွန်တော်တောင်းမှအားလဲနာရအဲ့အဲ့လိုမျိုးလေးပေါ့ ကြားထဲမှာကိုသမီးမားနေမှန်းလည်းသိရယ်ကိုသမီးကဆိုလေးလံမှန်းလည်းသိရယ်ဒါပေမဲ့လည်းဒီရောက်ခမနဲ့အဲသမီးနဲ့ကြားမိန်းမနဲ့သမီးနဲ့ကြားပေါ့အဲ့လိုကြားလေးမှတရုပ်ဆောင်ရတာဆိုနည်းနည်းတော့ဟိုနည်းနည်းတော့အဲတခြားကားတယ်နည်းတော့ထူထူတော့ထူချတာပေါ့ဟုတ်မတရားတော့အဲသမီးမင်္ဂလာဆောင်စင်းလေးတွေပေါ့သွားတဲ့ခန်းလေးတွေကိုကလည်းငွေမရှိတဲ့အခါပြီးတော့အိမ်ရလူတွေကလည်းမလိုက်ကြဆိုတော့အဲ့မှာလေအဲသမီးမြင်တဲ့အခါမှာသမီးကလည်းညှော်တာပေါ့နော်ဒါပေမဲ့ဖေးတယောက်တည်းလာတယ်ဆိုတော့ အဲ့လိုလေးပေါ့ခံစားချက်လေးပေါ့နော်အဲ့လိုပေါ့သမီးလင်နောက်လိုက်ွာလို့ဟိုဆုံးလဲဆုံးမလားသမီးကပြန်ရင်တွေးတာခံလိုက်ရအဲ့လေးအဲ့စင်းလေးတွေနောက်အဲ့မင်္ဂလာဆောင်မှာလာတဲ့စင်းလေးတကယ်ဝမ်းနေစရာကောင်းတယ်သူ့ဘဝသူ့မင်္ဂလာဆောင်မှာသူတယောက်တည်းဒီရောက်ခမနဲ့ဒီတောင်းနဲ့ဒီဘက်အမျိုးတွေကလည်းမတော်ကြအောင်အဲ့လိုမျိုးလေးပေါ့သရုပ်ဆောင်တာဗျအဲ့အဲ့စင်းလေးဆိုရဲအဲကြိုးကြိုးစားတယ်ကျွန်တော်အကောင်းဆုံးကြိုးစားပေးထားပါတယ်ဒီဒီကားမှာလည်းဟော အဲမော်မဘူးဆိုးတာပေါ့အရှိ့မှာလည်းဒါဟိုတမီးစားဘွားမှာလည်းတော်တော်ဆိုးတာအဲ့အချိန်မှာလည်းအဖိုးကြီးကတော်တော်အုပ်ချုပ်သွားဖေးကြီးကလည်းတော်တော်အုပ်ချုပ်သွားအဲ့တော့အဖေးကမနိုင်လို့အဖိုးကမနိုင်ဖေးကြီးရှိရောက်ဖေးကြီးကမနိုင်ရှိအဖိုးစီရောက်အဲ့အဖိုးနဲ့အဖေးနဲ့ဂျာမန်သူကအဲ့လိုလေးပေါ့အဲအရင်ကဆုံပါတယ်ကျွန်တော်ဗီဒီယိုတွေမှာတော့ဆုံတယ်ပေါ့နော်ဇလန်တွဲမှာတော့ကျွန်တော်4ကိုကကျွန်တော်ဟိုပါပန်းနှုတ်သွေး ပြီးတော့ထာဝရမန္တလေးနဲ့ဆားရောက်တာဆိုတော့သူတို့ကဆိုင်းရောက်လက်ကအရင်ဆုံးဆိုလို့သူတို့ကပိုစီနီယာကြတာပေါ့အပြင်မှာလည်းစုံပြတယ် L4 အပြင်မှာလည်းစုံပြတယ်4မှာလည်းပါတယ်အဲ့လေ happy hotel တော့ဆိုတော့မစုံပြဘူးမစုံပြဘူးဆိုတော့သူဟို scene အဆုံမရှိတာအဲကားထဲမှာတော့အတူတူပါခွင့်ရတယ်ဆို scene ထဲမှာတော့အဲ့လို၂ယောက်တိုးဆောင်တာမျိုးတော့မစုံပြဘူးပေါ့ဟုတ်အဲအင်မော့ဒါတော့ဟိုတစ်ဖြစ်လေးဖြစ်တာရှိတယ်ဒီ ဟိုဆရာရဲ့ဖြည့်ရမှန်တချို့တဝက်လည်းပါတယ်ပြီးတော့ဥဥဆွေပြောထားတဲ့ဒီဇလန်လေးတချို့တဝက်လေးတွေလည်းဒီဖြည့်ရမှန်ဇလန်လေးတွေပါဒါလေးတွေကမှအခြေခံပြီးတော့မှလူပတ်ဝန်းကျင်ကျွန်တော်တို့အတိုင်းဝိုင်းမှာအဲလက်ရှိဖြစ်နေတဲ့ဒီ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 အိမ်တော်ကြီးရာလေးကိုနှစ်ဖက်အိမ်တော်ကြီးလေးကိုပပလေးပြဆိုတော့အဲအဲ့လိုလေးပေါ့ဟိုတမီးဆိုပေမဲ့လည်းတမီးဆိုပေမဲ့သူမှစိတ်တန့်ရတယ်သူကအများကြီး နေမှာကြည်ပြင်းလာခဲ့ရတာကိုပြီးတော့လေမိသားစုနဲ့လည်းမနေခဲ့ရအောင်ဖိုးဖွားတဲ့နေခဲ့ရတဲ့ခါမှာဖိုးဖွားရဲ့ဒီစီးတွေပေါင်းတွေအောက်မှာနေခဲ့ရတယ်။သူလိုချင်တဲ့မိဘရှိရမေတ္တာတရားလည်းမရခဲ့ဘူး။အဖေဆိုလည်းနောက်အိမ်တောင်နဲ့အဲအဲ့လိုဆိုတော့အဲ့လိုဖြစ်တဲ့ခါကြတော့မှသူ့မှာစိတ်တန့်ရာတွေအများကြီးဖြစ်နေတဲ့အချိန်မှာငငယ်ငယ်ရွယ်ရွယ်နဲ့အိမ်တောင်ကျသွားတယ်။အများကြီးပါတချို့ဒိုက်တာကမက်ဆေ့ပေးထားတာတွေအများကြီးပါ။တချို့ဒီကလေးတွေဒီလိုမျိုး ကိုဆုံးဖြတ်ချက်မခိုင်မာတဲ့အချိန်အိမ်အောင်ပြုတ်သွားတာငငယ်ရွယ်နဲ့အိမ်အောင်ပြုတ်သွားတာတို့အဲမိဘနဲ့အတိုင်းဝိုင်းမှာဘလို့ပေါ့အဲ့ဒါတွေအစထင်ဟပြတာတကယ်တမ်းဒီကားလေးကဟိုကျွန်တော်တို့ဟိုဟိုပုံမှန်ကားတွေထဲတိုင်တော့ထူးခြားတာပေါ့နော်အဲ့လိုတွေပေါ့ဘယ်လိုလဲဟုတ်အဲမဲ့ပိုးဆိုးတယ်နောက်ပိုင်းပိုးဆိုးမှာဒါအခုမှအစလေးပဲရှိတယ် တပိုင်းနှစ်ပိုင်းပဲရှိသေးတာဒါပေမဲ့အကုန်လုံးကဟိုသူတော်ပါတယ်သူတော်လို့လည်းအဲဒါအကုန်လုံးကလည်းခက်ခက်မာဆိုပြီးတော့နှစ်ပိုင်းလောက်နဲ့တင်သူနမယ်တွင်သွားတာအဲ့တော့ညီမလေးအတွက်လည်းဂုံယူပါတယ်သူကလည်းတော်တော်ကြိုးစားပါတယ်စင်းမလေးကျွန်တော်တို့ရိုက်မဲ့စင်းနေဆိုတချို့ dialogue တွေပါတယ်ဆိုသူကအကုန်လုံးအိမ်မာတွေက item ကဘယ်လိုလုပ်ရမလဲဆိုတာသူကြိုတွက်လာပုံရတယ်ပြီးတော့ဆရာဟိုနေဆရာရဲ့ဒီတုံတင်မှုအောက်မှာလည်းသူတော်တော်လေးကြိုးစားပြီးတရုပ်ဆောင်သူတင်မဟုတ်ပါဘူးစွတ်တက်လိုင်းတို့ တခြားဒီပါဝင်တဲ့ဒီကလေးတွေပေါ့နော်အဲ့မှာရှိတဲ့ကလေးတွေပိုင်အောင်ဆိုးတို့ကဆိုအကုန်လုံးကဟိုစူးစမ်းကြပါတယ်ကလေးလေးတွေအကုန်လုံးလीဟုတ်